ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဝူးတင်သွင်းခဲ့ပြီးဒုတိယကြိမ်ပြည်သူ့လွတ်တော်ဒုတိယပုံမှန်စည်းဝေးစနေရမြောင်နေ့အစည်းအဝေးမှာအတည်ပြုခဲ့တဲ့နိုင်ငံအဝင်အကြတိလိုက်စားမှုများထင်ရှားသိသာစွာကြာစင်းရောပါရေးအတွက်ထိထိရောက်ရောက်ကြိုက်တွယ်ဖြည့်ရှင်းဆောင်ရွက်ပေးရေးပြည်တော်စုဆိုရသူတိုက်တွန်းကြောက်ဆိုကိုပြည်သူများစုကထောက်ခံအားပေးမှုတွေရှိနေပြီးဝန်ထမ်းတွေရဲ့လောကလာစာနဲ့စားဝတ်နေရေးအဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်ရင်အကြတိလိုက်စားမှုတွေရောနှဲသွားမှာဖြစ်တယ်လို့ပြည်သူအချို့ရဲ့သုံးသပ်ပြောကြားချက်အရသိရပါတယ် အဲ့ဒီအဆိုကိုပြည်သူ့လူတော်ကိုယ်စားလှယ်32ဦးကဆွေးနွေးခဲ့တာဖြစ်တယ်လို့ဆက်ကလုတ်အသုံးပြုပြီးဆန္ဒမဲပေးဆုံးဖြတ်ခဲ့ရာထောက်ခံမဲ380ကန့်ကွက်မဲဂျားနေမဲမရှိနဲ့လွှတ်တော်ကဆုံးဖြတ်အတည်ပြုခဲ့တာဖြစ်ပါတယ်။အာဂရီတိုက်ဖြတ်ရေးဥပဒေဟာဝန်ထမ်းတွေကိုအဓိကထားရည်ရွယ်သလိုဝန်ထမ်းတွေအနေနဲ့လည်းပြောင်းလဲဖို့အရန်သိဖြစ်နေကြပြီးဖြည့်ရှင်းမဲ့နီလန်းတွေကိုသာစောင့်ကြည့်ရမှာဖြစ်တယ်လို့ကော်မူးမျိုးမျိုးသိရက်ကွက်မှာကိုစော်လင်းနိုင်ကပြောပါဗျ။အခုလိုက်စားရတာဝန်ထမ်းတွေကိုရည်ရွယ်ပြီးတော့ ြောတဲ့အပိုင်းလည်းပါမှာပေါ့အဲ့ဒီလိုက်စားတဲ့ကိစ္စဝန်ထမ်းတွေကလည်းဒီလက်ရှိအစိုးရဝန်ထမ်းတွေကမဲပေးထားတာဝန်ထမ်းတွေလည်းပါလာသူတို့ကလည်းဒီအခိလိုက်စားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်ပြန်ကြောင်းလဲဖို့အရန်နဲ့ဖြစ်နေမှာပါသူတို့ကအဲ့တော့ဖြည့်ရှင်းမဖြည့်ရှင်းနည်းလေးဘလို့ဖြည့်ရှင်းလဲဆိုတာလေးပေါ်မှာပဲဒါလေ့လာမဲ့သဘောပဲတရားစောင့်ကြည့်ရမဲ့သဘောပဲရှိပါတယ်အားလုံးကတော့ဒီအတွက်ဒီဒီတရားလုံးကတော့ ထောက်ခံတဲ့ဝန်ထမ်းတွေရတဲ့ဒါကိုသူ့ရင်ကြောင်းလဲဉာဏ်နဲ့ချက်တွေကိုစရပါအဂရီလိုက်စားမှုတိုက်ဖြက်ရေးအဆိုကိုထောက်ခံပေးမယ်အဂရီလိုက်စားမှုဟာဝန်ထမ်းတွေရဲ့လောကလာစာနဲ့စာဝတ်နေရေးပေါ်မူတည်နေပြီးဝန်ထမ်းတွေရဲ့စာဝတ်နေရေးအဆင်ပြေအောင်ဆောင်ရွက်ပေးစေခြင်းတယ်လို့မြို့မရက်ကွက်နေကိုထေးဦးကတုံ့သက်ပြောကြပါတယ်ဝန်ထမ်းတွေအနေနဲ့ကစားတဲ့နေပုံလေးတော့လည်းဖြစ်ပြနေတဲ့အခြေအနေပေါ့။လောကလာကလည်းစောက်ဝင်နေကြအစံမီလီယံတဲ့ခါကျတော့ဒါကလည်းအဂရီလိုက်စားမှု ဖြစ်ပေါ်နေခြင်းအကြောင်းရင်းတရပဲ။အဲဒါမှမဟုတ်ကျွန်တော်တို့အဂရိကစာမှုတိုက်ဖြစ်ရေးကိုလုပ်မယ်ဆိုလို့ရှိရင်ဒီကဝန်ထမ်းတွေလည်းလောက်ခလာစာနဲ့ကျွန်တော်တို့ဒီစာဝတ်တွေရေးနေတဲ့တင်ပြတော့အောင်လုပ်မယ်လို့ပြောလိုက်တာ။အတီးပြုတ်လိုက်တဲ့အာဂရီတိုက်ဖြည့်ရေးအဆိုကိုထောက်ခံသလိုအောက်ခြေအဆင့်ထိရောက်အောင်လှုပ်ဆောင်နိုင်မှာကပုံမကောင်းမွန်လာမှာဖြစ်တယ်လို့တွန်ဒေးမျိုးကိုချံဟုတ်ရက်ကွက်မှာအယောင်းဝယ်လောက်ကင်နေသူကိုသက်ပိုင်ကပြောပါဗျ။အာဂရီတိုက်ဥပဒေအရကျွန်တော်ထောက်ခံပါတ တကယ်လို့တော့တကယ်ကောင်းလာပေါ့ဟုတ်ချင်ဒီကိုရှင်းလိုက်ဘူးအောင်လို့အာဝန်ထမ်းနေပို့ပြောကိုကိုရှိတာပါဗျာတကယ်ကိုတကယ်ဥစားပြလာဝန်ထမ်းနေစုံဝန်ထမ်းကောင်းလို့ဝန်ထမ်းနေလည်းရှိတာပေါ့အဲ့ဒါဆိုဝန်ထမ်းနေတာပို့ပြောကောင်းလို့ရှိတာပေါ့အဂရိလိုက်စားမှုတိုက်ဖြတ်ရေးအဆိုကိုအတည်ပြုခဲ့တဲ့အတွက်ဝမ်းမြောက်မိသလိုအခုပြင်ဆင်လိုက်တဲ့ဥပဒေပေါ်ပေါက်လာပါကပုံမကောင်းမွန်လာမှာဖြစ်တယ်လို့ကျွန်းတော်ရက်ကဈေးရောက်ချသူကိုအောင်ကိုကပြောပါတယ်အဂရိလိုက်စားမှုအဆိုကိုအတည်ပြုလိုက်တဲ့အတွက်ဒါတော့အမတားမှဝမ်းသာပါတယ် ဥပဒေဖြစ်ခိုင်ခိုင်မာမာအနေနဲ့အတည်ပြုပေးမယ်ဆိုတော့ပိုကောင်းတာပေါ့ဟုတ်ပါမယ်ကျွန်တော်တို့ဒီမှာအာဂရိလိုက်စားမှုတွေကတော်တော်ကြီးများများဖြစ်နေတဲ့အခါကျတော့တော်တော်တွန်းနေမျိုးတိတိကျကျနဲ့ဥပဒေတွေနဲ့ဥပဒေအရရပြင်ဆင်ပြီးတော့အတည်ပြုပေးမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတာအာဂရိကင်းစင်နဲ့လူအတိုင်းဝိုင်းဖြစ်ဖို့အစိုးရလွှတ်တော်အဖွဲ့အစည်းတွေမီဒီယာတွေနဲ့ပြည်သူတရက်လုံးကခိုင်လုံတဲ့အထောက်အထားတွေနဲ့တိကျသေးကြစွာဖော်ထုတ်ပြီးတိုင်ကြားတင်တယ်လို့ပြည်သူလွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကလွှတ်တော်ကိုယ်စားလှယ်တွေကိုပန်ကြားခဲ့တယ်လို့သိရပါဗျာ။ ဒီသတင်းကိုတွန်တေး RSP ကပေးပို့တာဖြစ်ပြီးကျမရဲ့ဖြိုးဝေကတင်ဆက်ထားတာ